ီရာဒီအာဆင်နယ်ကိုကျွန်တော်တို့မြင်ရတဲ့ပြဿနာအများကြီးပြောပြောနေရယ်စောင်းဝင်လာပြီစောင်းဝင်လာပြီဆိုတဲ့ကိစ္စကဒီရာဒီမှလည်းမဖြစ်တာမဟုတ်ဖြစ်တယ်ဒါအနောက်ကထောက်ထားတဲ့ backup ဒီ squad depth ကကောင်းနေလို့တာဒီအားနည်းချက်ကမတိတာဝါပေါ့တကယ်တမ်းဒီရာဒီအာဆင်နယ် injury ကလည်းတော်တော်လေးပြင်းထန်တယ်လို့ပြောလို့ရတယ်တိုက်ဆစ်ဆိုလည်းလူတွေအကုန်လာတယ်အခုဆို center back ဆိုလည်းတကယ် main အတွက်နှစ်တွဲလုံးကဒဏ်ရာရပြီးတော့တကယ်အရေးကြီးတဲ့ပွဲစံမှာမပနိုင်ဘူးပေါ့ဆိုတော့ဒဏ်ရာပြဿနာတွေများနေတဲ့ကြားထဲကနေဒီကာလကိုတို့ဘယ်လိုကြော်ဖြတ်မလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sports Corner ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်တို့ပွဲကြည့်သုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဂျာရက်တာဘော်ဒူနေညကြာသာပရင်းမနက်2နာရီမှာကစားမယ့်အာဆင်နယ်အသင်းနဲ့ Brentford အသင်းတို့ရဲ့ပွဲကြည့်သုံးသက်ချက်ကိုကျွန်တော်နဲ့ညီလေးထက်ဆိုးတို့ကအတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီမင်္ဂလာပါမင်္ဂလာပါခင်ဗျာအဲ့တော့အာဆင်နယ်ကတော့လက်ရှိမှာထိတ်ဆုံးမှာပဲဒုတိယနေရာက Man City ကို9မှတ်ဖြတ်ထားတယ်အဲ့တော့ဂျာရက်မှာ Chelsea နဲ့အဝေးကမှတယောက် short Chelsea ကိုအနိုင်တော့မကန်နိုင်ခဲ့ဘူးဒါမှမဟုတ်တမတ်တော့ရခဲ့တယ်ပေါ့လက်ရှိအာဆင်နယ်အသင်းအနေထားလေးကနေစပြီးပဲညီလေးပြောပြပေးပါဟုတ် အာဆနယ်တဲ့တော့ဒါဒါဘီပွဲစဉ်မှာပွဲမဆခင်ကပေးထားချက်အရဆိုရင်တော့မဆိုးဘူးဒါဟိုတို့အနေနဲ့အဝေးခွင်မှာလန်ဒန်ဒါဘီချယ်ဆီကိုတမက်ယူနိုင်တယ်ဆိုတာဒါဘယ်လိုပဲဖြစ်ဖြစ်ရှေ့ရပြေးနေတဲ့လူအတွက်ဆိုအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ပွဲတွင်းမှာတော့ဘယ်လိုပဲဖြစ်ဖြစ်တယောက်တာဝါတဲ့အနေထားဆိုနိုင်ချင်းနိုင်သွားလို့ရတဲ့အနေထားမျိုးတော့ပွဲရောမဖြတ်လိုက်နိုင်ဘူးပေါ့လေဆိုတော့အဲဒီအားနေချက်ကလေးတခုတော့ရှိတယ်အဲ့ဒါလွဲလို့ရှိရင်တော့လောလောဆယ်လဲဇာတ်ထိတ်ဆုံးပါပဲဆိုတော့အများကြီးပြဿနာအများကြီးတော့မရှိဘူးဒါပေမဲ့အဓိက ဒီရသည့်အဆင်နဲ့ကျွန်တော်တို့မြင်ရတဲ့ပြဿနာအများရန်ပြောပြောနေရဲစောင်းဝင်လာပြီစောင်းဝင်လာပြီဆိုတဲ့ကိစ္စကဒီရသည်မှလည်းမဖြစ်တာမဟုတ်ဖြစ်တယ်ဒါအနောက်ကထောက်ထားတဲ့ backup ဒီ squad depth ကကောင်းနေလို့တည်းဒီအားနေချက်ကမတိတာဝါတာပေါ့တကယ်တမ်းဒီရသည့်အဆင်နဲ့ injury ရလေတော်တော်လေးပြင်းထန်တယ်လို့ပြောလို့ရတယ်တိုက်စစ်ဆိုလည်းလူတွေအကုန်လာတယ်အခုဆို center back ဆိုလည်းတကယ် main အတွဲနှစ်တွဲလုံးကဒဏ်ရာရပြီးတော့တကယ်အရေးကြီးတဲ့ပွဲစံမှာမပနိုင်ဘူးပေါ့ဆိုတော့ဒဏ်ရာပြဿနာတွေများနေတဲ့ကြားထဲကနေဒီကာလကိုသူတို့ဘယ်လိုကြော်ဖြတ်မလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမှာပေါ့ โอเคလက်ရှိတော့အာဆနယ်အသင်းကအိမ်ခွင်းမှာတော့6ပွဲစား9ဝက်နဲ့တပွဲတည်းရှုံးဝဲမရှိတဲ့အသင်းတွေမှာပါတယ်ပေါ့နော်16ဂိုးအထိရပြီးတော့2ဂိုးပဲပေးရတယ်အိမ်ခွင်းမှာတော်တော်လေးကောင်းနေတာဖော်မ်တစ်ခုကိုရထားတယ်အဲ့တော့လက်ရှိအနေအထားကဒီ Gabriel နဲ့ Saliba အတွဲလိုက်ကြီးတရားရတော့တဲ့အနေအထား Chelsea ရဲ့ဘက်မှာအားနည်းချက်တွေတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ဒီဘက်မှာညီလေးနေနဲ့အာဆနယ်အသင်းရဲ့ခံစစ်ကိုဒါအရှင်အားတက်ဆိုင်ဘလောက်အရာခံတယ်လို့ပို့ပြီးစိုးရိမ်စရာကောင်းလာတယ်လို့ယူဆတယ်ပေါ့ ဒါတော့ဟိုအဓိကကစားသမားတွေနာွားတဲ့အချိန်အနေနဲ့လူစင်းရဲ့ rotation နဲ့ထုတ်နေရတဲ့အနေအထားမှာတော့အတိုင်းအတာတစ်ခုတည်းဟိုစုပ်ယုံမှုကတော့ရှိမှာပဲဘာလို့လဲဆိုတော့စုပ်ယုံမှုမရှိဘူးဆိုလို့ရှိရင်ဒါအရင်တော့ဝင်ကစားတဲ့လူတွေကဟိုအရင်အရေးကြီးတဲ့လူတွေမဟုတ်လို့ဆိုရဲအဓိပ္ပာယ်မဖြစ်တာဆိုတော့ Gabriel နဲ့ Saliba ဆိုတာ Arsenal ဒီနေရာကိုရောက်လာတာရဲ့အဓိကပင်မထောက်တိုင်နေတဲ့နှစ်ယောက်လို့လည်းပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်အမြင်ဆို Gabriel ပေါ့ Gabriel ပို့ပြီးတော့တော့ အရေးပါတယ်ကစားသမားလို့ပြောလို့ရတယ်။ Okay ဒီပွဲစဉ်ကတော့ဆာလီဘာပြန်ပါစင်လဲပါနိုင်မယ်ဒါမှမဟုတ်နောက်တစ်ပွဲလောက်လည်းဖြစ်ရင်ဖြစ်မယ်မသိကြဘူးပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဒီနှစ်ယောက်အတွဲကဟိုဝင်ကစားရတဲ့မော်စကရာနဲ့ဟင်ကပီနဲ့အတွဲကပရီးမီယာလိပွဲဥထွက်အနေနဲ့ဆိုချက်စီးနဲ့ပွဲစဉ်မှာမဆကစားရတယ်။ပွဲရလည်းကြီးတယ်။ intensity ကလည်းအရင်မြင်တော့သူတို့ဟိုတည်ငြိမ်တဲ့ပုံစံမျိုးတော့ပြသွားနိုင်တာမဟုတ်ဘူး။အရင်တော့သူတို့နှစ်ယောက်ရဲ့ debut တွေကကြတော့ဘေးကငကူအထိုင်ကြပြီးတတယောက်နဲ့တွဲတွဲပြီးတော့ပွဲထုတ်တာအခုကကြတော့ ဒီနှစ်ယောက်တည်းပထမဆုံးစတွေ့ရတဲ့အချိန်ကိုယ့်ရဲ့အဝေးခွင်ပြိုင်ပွဲရဲ့တန်ဖိုးကလည်းအရင်မြင့်နေတော့ပရိသတ်ကိုအရင်အထင်ကြီးစရာခြေစွမ်းမှုပြသွားတာမျိုးတော့မရှိဘူး။ဥပမာဟင်ကပီဆိုရင်နည်းနည်းပူပြီးတော့အဲ့ထဲမှာမတိမငြိမ်ဖြစ်တဲ့ပုံစံလေးတွေတွေ့ရတယ်။အဲ့တော့ဒီ full back တွေနေရာမှာတော့အရင်ပြဿနာမရှိဘူး။ဂိုးသမားကလည်းကောင်းပြီသား။ full back တွေကလည်းတင်ပါသူ့ရဲ့နေရာတစ်နေရာအပိုင်ယူရတယ်သူနေရာလေ rotation အရင်ကြီးလုပ်မယ်လို့မထင်အောင်ဒီဘက်ချမ်းမှာလေ Louis Scaly နဲ့ Calafiori နဲ့ဆိုရင်အာဒီတာ Bayern Munich နဲ့ပွဲမှာဆို Scaly တုံးတယ် Calaviori ကိုပြန်ထည့်မင်း Chelsea နဲ့ပွဲစဉ်မှာဆိုရင် Calaviori စောရတယ်ဆိုတော့ပြီးကြတော့မှ Lewis Kelly ကိုလူစားပြန်ထည့်အဲ့နေရာလေးကိုတော့သူတပိုင်းတပိုင်းစီလိုမျိုးလဲလဲပြီးတော့တုံးနေတယ်ပေါ့ဆိုတော့ကန်ဆယ်ပိုင်းတည်ငြိမ်မှုကတော့ရာသီအစအနေရှင်နည်းနည်းလေးတော့အဆုတ်ယုတ်သွားသလိုလိုတော့ရှိတယ်ဒါပေမဲ့တိတိတတ်တာကြီးဆိုးသွားတာတော့မှ Arsenal level နဲ့ဆိုရင်တော့နည်းနည်းလေးကျသွားတာမျိုးရှိတယ်ဘာလို့ဆိုတော့နောက်ဆုံး၄ပွဲဆက်တိုက်ဂိုးပြန်ပေးရတယ်၈ပွဲဆက်မပေးဘဲနဲ့ လေးပွဲဆက်လိုက်တော့ဂိုးပြန်ပေးရတယ်။တချို့ပွဲစဉ်တွေကဂိုးတွေကတော့နည်းနည်းကကြောင်ဖက်ပြီးပေးလိုက်ရတာမျိုးရှိတယ်။ဥပမာ Richard Leeson ရဲ့ဂိုးမျိုးဆိုရင်ဒါဖြစ်တောင့်ဖြစ်ခဲ့အနေထားနဲ့ပေးလိုက်ရတဲ့ဂိုးပေါ့နော်။ဆိုတော့အထူးသဖြင့်အိမ်ဝင်းမှာဆိုလို့ရှိရင်အခုခုနပြောသွားသလိုပေးကောနှစ်ဂိုးပဲရှိတယ်ဒါ။ Haaland တကူ Richard Leeson ကွင်းလယ်ယာကန်တဲ့တကူပေါ့။အဲ့တော့အရန်ကောင်းတဲ့တိုက်စစ်မှုကိုဂိုးပေးလိုက်ရတယ်။မမျော်လင့်တဲ့အနေထားဂိုးပေးရတယ်ဆိုတာလွဲလို့ရှိရင်တော့ကျန်တဲ့အခြေအနေတွေမှာတော့ဂိုးမပေးရအောင်လို့ထိန်းထားတော့နိုင်တော့မယ့်ပေါ့။ဆိုတော့ cancel ပိုင်းကတော့နည်းနည်းလေးတော့ပြဿနာအရင်ထက်စာရင်ရှိတယ်။ဒါပေမဲ့ အစိုးရရလောက်တဲ့ level မျိုးတော့မဟုတ်ဘူးလို့ထင်ပါတယ်။ဟုတ်ကဲ့။ညီနေပြောခဲ့လို့ပေါ့ဒါခန်စစ်ကြောင်းမတည်ငြိမ်တဲ့အနေအထားကိုအဓိကကတင်ပါရော color fee ရောကဒီ center back ကိုပြန်ပြီးတော့တွဲပြီးကူနေရမျိုးနေနောက်ပြီး zoom man တွေတို့ the grace ကလည်းဒီခန်စစ်အလယ်မှာဒီ center back နှစ်ယောက်ကိုထိတ်တိုက်ပြိုင်ဘက်တိုက်စစ်မှုတွေနဲ့ဓာတ်ရိုက်မတွေ့အောင်သူတို့ကကွန်းနေပါလေရအောင် hunter နေတဲ့ပုံစံမျိုးလေးတွေကတော်တော်လေးကို ဟို impact ဖြစ်တယ်ဗောနော်ဒီကိုင်းမျိုးမှာတော်တော်လေး in game plan မှာတော်တော်လေးကိုကောင်းတယ်အဲ့တော့ဒီကိုင်းလက်ကစားသားတွေရဲ့ကူညီပံ့ပိုးမှုတွေကြောင့် Arsenal ခံစစ်ကဒီလောက်ထိဘာမှအများကြီးမစိုးဝါလို့လည်းကိုယ်လည်းယူဆရတယ်တစ်ဖက်က Brentford ကိုကြည့်မယ်ဆို Brentford ကအင်ဝင်းမှာတော့သူတို့ခုနကပွဲကစား9ဝန်းနဲ့တပွဲတည်း Okay ဒါထားလိုက်တော့အဝေးကွန်းမှာကြတော့ Brentford ရဲ့ခြေစွမ်းကပြောင်းပြန်ဖြစ်နေတယ်6ပွဲကစားတပွဲနိုင်9ပွဲရှုံးထားတယ်ယာကူက6ကိုပေးကူက12ကိုအဲ့တော့6ပွဲမှာ12ကိုတပွဲပြောင်းပြန်2ဂိုးတော့ပေးထားတယ် ်ပြီးခဲ့တဲ့ပွဲတုန်းကတို့အိမ်ဝင်ဆိုရင်တို့ကိုစိတ်ပူစရာပုံနဲ့အဝေးဝင်ဆိုစိတ်ပူစရာရှိပေါ့အဲ့တော့ Bradford ရဲ့လက်ရှိအခြေအနေလေးကအခုလိုမထင်မှတ်ထားတဲ့အခြေအနေမှာတော့တခုလုံးပြတတ်တော့လက်ရှိအနေထားလေးလည်းပြောပြပေးပါဟုတ်ဒါဒီနှစ်သိန်းရတကယ်ရာဇဝင်ကြွေးလို့လည်းပြောလို့ရတယ်ဘာလို့ဆို Bradford တန်းပြန်တက်လာပြီပထမဆုံးပွဲစဉ်ကဒါအာဆင်နယ်နဲ့မမက်ရကြိုင်ပြီတို့အိမ်ဝင်မှာအနိုင်ရခဲ့တာပေါ့အဲ့တော့အာဆင်နယ်ကွင်းမှာဆိုလဲ Bradford ကတချို့အချိန်တွေမှာတော့တည်ရီကစားပြီးတော့အာဆင်နယ်ချန်ပီယံဆုကိုလုနေတဲ့အချိန်တွေမှာဒုက္ခပေးခဲ့တဲ့အနေထားလည်းရှိတယ်အဲ့တော့ Bradford ကတော့ဒီရာသီမှာတကယ်တမ်းပြောရင် အခုခုနပြောသလိုအင်ဂျယ်ဖြစ်နေရပေါ့အင်ဝင်းဆိုရင်သူကဟိုတကယ်တိုက်ခိုက်အပြည့်နဲ့ရလက်ကောင်းတယ်အဝေးဝင်းဆိုရင်ကြတော့နောက်ထပ်အသင်းအသင်းပြောင်းသွားသလိုပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ဒီရာသီ brand 4ကိုကျွန်တော်တို့ညွှန်မှန်းခဲ့တာထက်စားလို့ရှိရင်ကျွန်တော်အနေနဲ့ဆိုရင်တော့အများကြီးဟိုအထင်ကြီးစရာကောင်းတဲ့ခြေစွမ်းမျိုးရှိပါတယ်ဘာလို့ဆိုတော့သူတို့ဆုံးရှုံးလာပြီးဘုံပေါက်ပြီးလို့ရှိရင် Premier League မှာဒုတိယဆုံးရှုံးမှုအများဆုံးလို့ပြောလို့ရတယ်အသင်းကို Premier League ကိုနှစ်စီလာမှာထန်းတင်ခဲ့တဲ့နီးပြ Spa ကိုထွက်သွားတယ်ပြီးတော့အသင်းရဲ့တကယ် ပင်မဟိုတိုက်ဆက်အသက်သွေးကြောတဲ့နှစ်ယောက်ဝီဆာရောအန်ဘွေးဘူးနှစ်ယောက်လုံးထွက်သွားတီးတိုင်အောင်သူတို့ဟန်မပြတ်အောင်ဒီပရီးမီးယားလိရဲ့ mid table level မှာရှိနေအောင်လို့အခုချိန်ထိထိန်းထားနိုင်တော့မယ်ဆိုတော့ဒါ Brandford ရဲ့အဝေးကွင်းခြေစမ်းလေးတစ်ခုကတော့နည်းနည်းအားနည်းချက်တော့ဖြစ်နေရပါတော့เนาะတော်တော်လေးဆိုးွားနေရယ်အိမ်ဝင်းဆိုရင်တော့ကစားဖို့ကောင်းတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Brandford ကအာဆင်နယ်နဲ့ကစားရမှာဖြစ်တဲ့အတွက်တကယ်စိတ်ဝင်စားဖို့ကောင်းတာသူတို့ဟို Brandford ရဲ့ကစားပုံဆိုအများအား Brandford တို့ Bournemouth တို့ Brighton တို့ဒီတဲ့နေရာပိတ်ဆော့တာမဟုတ်ဘဲနဲ့ အဲသူတပြန်ကိုတပြန်တိုက်စစ်ကိုဖွင့်ပွင့်ပြီဆိုရင်ဒါ Brentford အတင်းကြီးရင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလဲ Liverpool နဲ့ပွဲစဉ်ဆိုလဲ3-2တိကျတယ် Chelsea နဲ့ပွဲစဉ်ဆိုလဲ2-2တည်ရကြတယ်ဆိုလို့ကျန်တာသူတို့လည်းတိုက်စစ်ဖွင့်တယ်ဂိုးလည်းပြန်ပေးရတယ်ပေါ့ City နဲ့တပွဲလောက်ပဲသူတို့ဂိုးမရသွားတာပေါ့ဆိုတော့ Man United ကိုဆိုလဲအင်္ဂလိပ်မှာ3-1နဲ့နိုင်ဒါပေမဲ့ခုနကပြောဆိုအဝေးဝင်းဖြစ်နေတဲ့အတွက်တော့နည်းနည်းလေးအဲဒီကတော့အရင် Brentford ရဲ့ခြေစွမ်းကိုပြန်မှီပါမလားလို့တော့ စိုးရင်ကြလေးရှိပါတယ်ဟုတ်ဟုတ်ကဲ့အကိုလည်းနည်းနည်းထပ်ဖြည့်ပြောရရင်တော့အကိုကတိုက်စစ်က Egotia ကိုတော်တော်လေးကိုချီးကျူးခြင်းတယ်လက်ရှိ73ဘုံမှာ79ရောင်သွင်းထားတယ်ဟာလန်ပင်းရင်ဒါအကိုအများဆုံးသွင်းထားတာအရန်ကိုအားကိုးနေရတယ်ပေါ့နော်နောက်ပြီးတော့ဒါညာချင်းက Ultra တို့ဘယ်ချင်းက Kevin Shaw တို့အထိ Damsket တို့ Headers တို့လည်းအထိအထိုင်လေးနဲ့တော်တော်လေးကိုဒါလူစင်းကတောင်းတင်းတင်းလေးတောင်းတင်းလေးဆိုတာအရန်အော်အပေါ် level တခုတော့မဟုတ်ဘူးဒါပေမဲ့လည်းသူ့ရဲ့ဟိုညီလေးပြောတဲ့ mid table အသေးနေထဲမှာတော့သူတို့ကဘယ်အချိန်မဆိုဒုက္ခပေးနိုင်တယ် အဲ့လောက်ကြီးညံ့နေအသိမဟုတ်လို့ဒီကစားကွက်နေထားမှာလဲဒီ Kate Andrews ရဲ့လက်ထဲမှာတော်တော်လေးကို handle ဖြစ်နေပါတော့ထိန်းနိုင်ထိန်းနိုင်နေဘယ်တော့မှအရင်ပြက်ပြီးတော့ Bradford ကအရင်ညံ့နေဆိုတာမရှိဘူးအရင်ကောင်းနေဆိုတာလည်းရှားတယ်သူတို့ကပုံမှန်လေးနဲ့ above average လေးတော့သူတို့ကအမြဲသွားနေဆိုတော့အကိုအဲ့တစ်ချက်ကိုပဲအာစိုးရင်မိတယ်။နောက်ပြီး Arsenal ရဲ့ပွဲချက်တွေပေါ့နော်။တောက်လျှောက်ကန်လာရတယ်။ Champions League ကန်တယ်။ဒီပွဲဒါ Giant မှာလည်း ဟိုတောက်လျှောက်တွေပွဲချက်တွေပထမစပါးဆက်ကန်တယ်ပြီးတော့ဘန်မြူနစ်ကန်တယ်နောက်အခုနောက်ဆုံးချယ်ဆီအဝေးခွင့်မှာကန်တယ်အခုဘရန်ဖို့နဲ့ဆက်ကန်ရမယ်ဆိုတော့အဲ့ဒါလေးကတော့အာဆင်နယ်အသင်းအတွက်ပွဲပန်းနိုင်တယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းမှာဒီရဲ့ဒီအမြင်လေးတွေနောက်ပြီးတော့ဒီနှစ်သင်းရဲ့တွေ့ဒီအခုတွေ့နေတဲ့အချိန်မှာပေါ့နော်ဟိုဘလူးအားသားချက်ဘလူးအားနဲ့ချက်လေးတွေနှစ်ဖက်ရှင်းပြီးပြောပြပေးပါအဓိကတော့ကျွန်တော်တို့ကဘရန်ဖို့ဘက်ဆိုတာအာဆင်နယ်ဘက်ကိုပဲပို့ပြီးဆောင်းပေးပြီးကြည့်ရမှာပေါ့ခုနအရှေ့ပိုင်းမှာပြောရတယ်ကန်ဆယ်ပိုင်းဒီဟာတော့ကျွန်တော်စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ အဲငကုခန်စစ်ကောင်းမီတာအတင်းတင်းနေနဲ့ရှစ်ပွဲဆက်တိုက်တောင်ထိန်းလာပြီးမှ၄ပွဲဆက်ကိုပြန်ပေးလိုက်တယ်ဒါပေမဲ့အပြစ်ပြောလို့မရဘူးဆို၄ပွဲမှာ၃တင်းကဆရာကြီးတွေပဲဟို Chelsea ရောဘိုင်မြူနစ်ကောအဲစပါကတော့အတင်းကြီးမဟုတ်ပေမဲ့လည်းဒါဘီရဲ့ mood အရာပွဲကျက်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒါပေမဲ့ဒီပွဲစဉ်ကတော့ကိုယ့်ရဲ့လောက်ွက်ခွင်တဲ့ကိုပြန်ရောက်လာတဲ့အနေထားပေါ့အိမ်ဝင်လည်းဖြစ်တယ်တစ်ဖက်ကဝေးခွင်အားနေတယ်ဆိုတဲ့အတွက်တို့ဒီ cancel မှတ်တမ်းကောင်းတဲ့ယုံကြည်မှုပြန်တိဆောက်မလားဆိုတာလေးရောစိတ်ဝင်စားတယ်ပြီးတော့နောက်တစ်ချက်ကတိုက်ဆက်ပိုင်းပေါ့နော်တိုက်ဆက်ပိုင်း ကွင်းလည်းပိုင်းကတော့လူကပြန်ပြီးဆုံလာပြီ ODK တို့လည်းပြီးခဲ့တဲ့ပွဲစဉ်မှာဆိုလူစားတွေဝင်တယ်ဒါဟိုနီးပြရဲ့ strategy ပေါ်မူတည်ပြီးတော့ technique ကတော့အပြောင်းလဲလုပ်မှာပဲတိုက်စစ်ပိုင်းမှာဆိုတော့တကယ်စိတ်ဝင်စားတဲ့ဟာ Yogres ဘာလို့ပြမလဲပေါ့သူຢာဒီအစရောက်လာတယ်မှန်တယ်ဂိုးတွေတော့တွင်းတယ်ဟိုထိုက်တဲ့နောက်တော့သူ့ရဲ့ဂိုးတွင်းမှတ်တမ်းနဲ့ပွဲနဲ့ကအချိုးချလိုက်ရင်တော့အဆင်ပြေတယ်ဆိုရအနေသားလောက်တော့ရှိတယ်ဒါပေမဲ့ Arsenal ပြည်သက်တွေအများနဲ့တောင်းတနေတိုက်စစ်မှုတယောက်တိုက်စစ်မှုတယောက်ဆိုရင်ဟာတကယ်ရောက်လာတဲ့အနေသားမှာတော့ ဟိုသူ့ရဲ့ first season performance အခုချိန်ထိကတော့ပရိသတ်အရင်ဟိုဟာကနေဟင်ကနေသဘောကျရတဲ့ခြေစွမ်းမျိုးကြီးတော့မဟုတ်နေသေးဘူးဆိုတော့ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာလူစားဝင်ပြီးတော့လေဒါသူ့အနေနဲ့ခြေစွမ်းလဲတိမ်မပြနိုင်သေးဘူးပေါ့နော် ပြန်လာခါစမှာအဲပြီးတော့ဟိုဒီလိုမျိုး Kai Havertz တို့လည်းနောက်မှပြန်လာတော့မယ် Jesus တို့လည်းပြန်လာတော့မယ်ဒီနေရာမှာ Marino ကလည်းတွားပြီးအလုပ်ဖြစ်နေရဆိုတော့ဒီနေရာမှာဘယ်သူဆော့မလဲဆိုရဲကိစ္စကပို့ပြီးတော့ဟိုစိတ်ဝင်စားစရာကောင်းနေပြီအဲ့တော့ Yogres အနေနဲ့ဒီလိုပွဲစဉ်တွေမှာ goal ရလဲရသွားတဲ့နဲ့ ရအောင်ယူနိုင်မလားဆိုတာလည်းကျွန်တော်အနေနဲ့တော်တော်လေးစိတ်ဝင်စားစောင့်ကြည့်ရမှာပေါ့ဟုတ်ဟုတ်ကဲ့အကိုကတော့ဒီကွန်းလယ်ပိုင်းမှာဆူမီမန်ရဲ့ rice နဲ့ရတော့ငြိမ်ပေါ့နော်အိုဒီကပြန်ပါလာတော့ကိုကလည်းစိုးရင်လည်းပါတယ်စိုးရင်လည်းဆိုတော့အိုဒီကရဲ့အခြေစွားကအိုဒီကရဲ့လက်ရှိပြီးခဲ့တဲ့တချို့ယာစီမှာတွေ့ခဲ့ရ prime ပုံစံမျိုးမဟုတ်တော့ဘူးဒဏ်ရာရိုင်းများတယ်အဲ့ဒီသူရဲ့ creativity ကနည်းနည်းလေးနှောင့်နှေးတယ်ပေါ့နော်ဘလုံးကင်သွားတဲ့အချိန်မှာအိုင်သွားတတ်တယ်တိုက်စစ်မှာဒိုက်ရိုက်ဟို drive football တွေနောက်ပြီးမြန်မြန်ဆန်ဆန်ထိုးပေါက်တိုက်စစ်စီမှုတွေပိုင်းမှာ ိုဒီကက်မှာနည်းနည်းလေးအကွာအားနေချက်လို့ပြောရလားတော့နည်းနည်းလေးတော့ဟိုအများကြီးမဟုတ်ပါပဲနည်းနည်းရှိရပါတော့အဇီးကိုကြောက်အကွာပုံသဘောကြတယ်အဇီးရဲ့ဒါဇူဘီမန်ရဲ့ rice ကထိုင်နိုင်ဇူဘီလေး rice ကသူ့ရဲ့ color fashion လို့ပြီးအဇီးကတိုက်စစ်ပိုင်းမှာလွတ်လွတ်လပ်လပ်ဒီ box ထိတ်မှာအဲ၁၈ kait ထိတ်မှာနေရယူပြီးတော့သူပုံစံမျိုးစုံနဲ့ဘဲချင်းညာစီကန်သွင်းချက်တွေသူတို့ပြင် spar set တွေမှာ hat trick ရခဲ့တဲ့ပွဲမှာအရန်တည်တာတယ်အဇီးကစားတာအရန်ကောင်းတယ်ဘယ်ချက်မှာ trosset ပြန်ပါလာနိုင်လဲဘောနော်ဒီပွဲမှာ trosset ကဲ့ အာသာချက်ကပျော့တယ်အဲအားနည်းချက်ကပျော့တယ်ဒါပေမဲ့အာသာချက်ကသူကကလင်နစ်ကသူတွင်းလိုက်မယ်ဆိုရင်တစ်ချက်တစ်ချက်ကတစ်ချက်ဆိုလို့ထိရောက်တယ်ပေါ့နော်အဲ့တော့မာတင်နယ်လီကကြောင့်နည်းနည်းလေး finishing ဘိုင်းမှာအားနည်းတယ်အဲ့ဒါလေးတွေးရတယ်အဲ့တော့ဟိုစာကာအနေနဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာနည်းနည်းပုံမှန်ခြေစွမ်းပြပြဖို့လေဟိုပို့ပြီးစူးစမ်းရမယ်ပေါ့နော်ကောင်းတော့ကောင်းတယ်ဒါပေမဲ့စာကာရဲ့လှဲ့မဲ့ထွက်မဲ့အပေါက်တွေကိုပြိုင်မဲ့အသင်းတွေကရှိမ့်မိလာတယ်ဒါသူက one way တမပေါ့နော်စာကိုင်းအတားကြက consistency ပွဲတိုင်းမှာဒီပုံစံဒီတိုင်းကိုပြနိုင်ခဲ့တယ်ဒီအသင်းတွေရဲ့ ဘယ်ချမ်းကိုသူညာချမ်းနေဖောက်မယ်သူ့ရဲ့ပုံစံတပုံစံနဲ့ပဲဒါပေမဲ့တစ်ချိန်မြောက်ရဒုတိယချိန် try နဲ့တတိယချိန် try နဲ့စတုတ္ထချိန် try နဲ့တစ်ချိန်မှာတော့လွတ်တယ်အဲအဲ့လိုမျိုးစာကားကလုံးဝ consistency သဘောအဲ့တော့အများကြီးအရန်ထူးကျွန်ပြီးတော့ဟိုအများကြီးပုစုပ္ပဆက်ကြီးကောင်းနေတာမဟုတ်ပြင်မဲ့စာကားကအမြဲတမ်းပုံမှန်ခြေစလေးပြရဆိုအခုအဲ့ဒါလေးတော့စိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့ဒီဘက်မှာနောက်ဆုံးရလက်ပိုင်းမှာရောဒီနေ့နေနဲ့နောက်ဆုံးဘယ်လိုဖြစ်လာမယ်လို့ခံမှန်းမိတယ်ပေါ့ဟုတ်အာဆင်နယ်အသင်းတွေနဲ့ကတော့ဒါအင်ဝင်းပွဲစဉ်တွေဆိုလို့ရှိရင်ခြေစွမ်းစိတ်ချရတဲ့အထဲမှာပါတယ်ဥမာ ကျွန်တော်တို့ဟိုအမှတ်ရော့သွားတဲ့နောက်ပိုင်းပွဲစဉ်တွေမှာနောက်ဆုံးပွဲတွေမှာတို့တချို့အမှတ်ရော့ပွဲစဉ်တွေရှိတယ်ဆက်စင်းနဲ့ပွဲဆန်နာလိုက်နဲ့ပွဲနှစ်ပွဲလုံးအဝေးခွင်းနေအိမ်ခွင်းမှာဆိုရင်ဒါကျွန်တော်တို့စပါးနဲ့ပွဲစဉ်မှာဆိုလဲဂိုးပြတ်နိုင်မယ်လို့ခံမှန်းထားခဲ့တဲ့အတိုင်းပဲတကယ်ကိုဂိုးပြတ်အနိုင်ရတယ်ဘိုင်မြူးနစ်ကိုဆိုလဲနိုင်မယ်လို့တော့ထင်တယ်ဒါပေမဲ့လေတကယ်ပြတ်ပြတ်သားသားတီးဟိုဘယ်လိုပြောမလဲကျွန်တော်တို့ထင်တာကပိုပြီးလွယ်ကူတဲ့နိုင်ခွင့်မျိုးရသွားအဲ့တော့ဘိုင်မြူးနစ်တို့စပါးတို့ဒီရက်လက်နဲ့နိုင်ပြီးွားတော့ Chelsea နဲ့ပွဲလဲအမှတ်ရတာတဲ့အချိန်မှာ Brentford လို့အဝေးခွင့်ရတဲ့အသင်းကိုတကူတဲ့နဲ့တော့ Arsenal မတင်းတိမ်လောက်ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်၄ပွဲဆက်ကူပေးထားတဲ့အတွက် clean sheet လေဒီပွဲပြန်လာမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ကတော့2-0 3-0လောက်နဲ့ Arsenal နိုင်နိုင်ပွဲတစ်ခုရပါမယ်လို့ထင်ပါတယ်အခုကြောက်လက်ရှိ Man City က9မှတ်ကွာနေဖိအားပေးလာတယ် Chelsea နဲ့6မှတ်အရင်အမှတ်ကပြတ်မနေဘူးအဲ့တော့ဟို Arsenal ဆိုတဲ့အနေထား Arsenal ကအမှတ်ကက်နေရင်ပြိုင်မဲ့ကဖိအားပေးမှုတဲ့ ဒီ resistance ပါနည်းနည်းလေးအားနေလို့ခုခံစားရတယ်။သူအမှတ်ပူပြက်နေမှသာ champion ဖြစ်ဖို့ပူတည်ကြမှာ။သူပိုပြီးမြန်မြန်ပြေးထောက်ဖို့လိုတယ်ပေါ့နော်။ဒီဘက်မှာတော့အခု Arsenal အနိုင်တေချာရလို့ပဲကိုခံမှန်းချင်တယ်။ဘာကြောင့်လဲဆိုတော့ဒါပြီးရင်ဒီလာမယ့်ဒီဇင်ဘာ၄ရက်နေ့ဒါပြီးရင်၆ရက်နေ့မှာနောက်ထပ်တပွဲထပ်ခဲ့ရမယ်။အဲ့ဒါက Aston Villa နဲ့အဝေးခွင်းဆိုတော့အဲ့ဒီပွဲကတကယ်ကြက်တာ။ Villa အဝေးခွင်းမှာ ဟိုနိုင်မှုဆိုတာတော်တော်လေးကိုခက်ခဲတယ်ဗီလာအိမ်ကွမှာဆိုရင်အများကြီးဒုက္ခပေးတယ်မန်စီးတီးလိုအသင်းလိုလည်းသူကနိုင်ခဲ့တယ်ဆိုတော့ဒါတွေကိုကြော်ဖြတ်ဖို့အတွက် pressure ရှိတယ်ဒီပွဲမှာသုံးဖက်အပြည့်ရထားမယ်လို့ကိုယုံကြည်တယ်အဲ့တော့ညီလေးပြောလို့ပဲကိုလည်းတူတယ်ခန်စစ်ကဂိုးမပေးရတဲ့ clean sheet ပွဲပြန်ရနိုင်ခြင်းရှိရများတယ်ဗောနော်အကိုကတော့ဒီ 1C 2C တခုခုတကူထပ်တော့ပိုပြက်မယ်လို့မျှော်လင့်တယ် 1C မဟုတ်ဘူး 2C လောက်နဲ့ Arsenal ပဲအိမ်ကွမှာနိုင်တော့မှထင်ပါတယ်အဲ့တော့အကိုတို့ဒီပွဲလေးကိုဘာဖြစ်လာမလဲတူကြည့်ကြတာဗော โอเคပါဒါဂျာရဲ့ပေါ်ဒူလေးညကြာတော့ပြီမနေ့နှစ်နာရီမှာကစားမယ်အာဆင်နယ်အသင်းနဲ့ဘရက်ဖို့အသင်းတို့ရဲ့ပွဲချုပ်တော်တဲ့ချက်အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်ညီကိုညီကတော့အာဆင်နယ်အသင်းအနိုင်ရမယ်လို့ခံမထားပါတယ်ဘာတွေဖြစ်မလာမယ်တူတူစောင့်ကြည့်နေကြတော့အစီအစဉ်တို့ဒီမှာပဲညီကိုချုပ်လိုက်ပါတယ်ကြည်ပေးခဲ့ညီကိုတယောက်ချင်းဒီတိုင်းအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါလိမ့်မယ်